ငွေကြေးမတက်နိုင်တဲ့သူတွေအတွက်အိမ်ယာအခမဲ့ဖြိုချပေးနေလို့ကြီးကျူးခံနေရတဲ့အေတင်ကိုမြန်မာနိုင်ငံမှာအင်အားပြင်းစုံကလေးကြီးလှုပ်ခတ်ပြီးမှငလင်ဘေးသင့်ပြည်သူတွေအတွက်ကုညီကင်စင်ရေးတွေပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက်ဆွမ်းဆန်းတမန်ဆောင်ရွက်နေကြတဲ့စီးပွားရေးလုပ်ငန်းရှင်စေတနာရှင်အလူရှင်တွေအားလုံးနဲ့မှစနေကြတာရတဲ့လူရန်းမှုတွေကြောင့်အားလုံးကကြီးကျူးကုန်ပြတာကိုခံနေရတာကတော့မန်လေးမြို့ကတထေးမကြီးအေတင်ကိုပဲဖြစ်ပါတယ်အေတင်ကိုဟာမန်လေးမြို့ရဲ့မျက်နှာဖုံးရှင်တထေးမကြီးဖြစ်ကား လုပ်ငန်းအင်ချမ်းပြေလုပ်ငန်းနဲ့အတူရှေ့လုပ်ငန်းစတဲ့မန်လေးမြို့မှာစီးပွားရေးလုပ်ငန်းပေါင်းစုံလုပ်ကိုင်နေတာဖြစ်ပါတယ်။အခုပြီးခဲ့တဲ့မတ်လ20ရက်နေ့ကလောက်ခတ်ခဲ့တဲ့ငလင်းမှာမန်လေးမြို့ကြီးပျက်စီးဆုံးရှုံးမှုများတော့လည်းတတိယမိုင်းအေတင်ကိုကကယ်ဆယ်ရေးလုပ်ငန်းတွေပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလှုပ်ဆောင်ရမှာအဓိကပါဝင်နေတာဖြစ်ပါတယ်။ထို့ဖြင့်တော့အေတင်ကိုဟာမန်လေးမြို့ကြီးပြန်လည်ကယ်ဆယ်ရေးထူထောင်ရေးလုပ်ငန်းတွေနဲ့သူမရဲ့ငွေကြေးအရင်းတွေစိုက်ထုတ်ကကူညီနေတာပဲဖြစ်ပါတယ်။ အထူးသဖြင့်အေတင်ကိုဟာပြည်သူတွေကိုအလှငွေနဲ့လိုအပ်တဲ့အသုံးဆောင်တွေကုညီပံ့ပိုးပေးရတာမကအခုချိန်ထိအဓိကလိုအပ်နေတဲ့ပြုတ်ပြတ်သွားတဲ့နေတွင်လူနေထိုင်လို့မရအောင်ထိခိုက်သွားတဲ့အိမ်တွေကိုဖြိုချရမှာထိရင်ရောက်ကုညီပေးရပါအားလုံးသိကြတဲ့အတိုင်းမန်းလေးမြို့ဟာအခုချိန်မှာဆိုရင်အိမ်အိမ်ဖြိုချဖို့အတွက်ဒီမောင်ငွေ30ကြီးမကပေးနေရတာဖြစ်ပါတယ်။ဒါကြောင့်လဲမန်းလေးမြို့ကတတိမာကြီးအေတင်ကိုကတော့ ။သူမတို့ပရိဒအဖွဲ့ကြီးကပိုင်ဆိုင်တဲ့စက်ပစ္စည်းတွေနဲ့အဲ့ဒီအိမ်တွေကိုအခမဲ့ဖြိုချပေးနေရပဲဖြစ်ပါတယ်။ငွေကြေးမတက်နိုင်တဲ့သူတွေအတွက်အိမ်ယာအခမဲ့ဖြိုချပေးနေလို့ချီးကျူးခံနေရတဲ့အေတင်ကိုမြန်မာနိုင်ငံမှာအင်အားပြင်းစုံကလေးကြီးလှုပ်ခတ်ပြီးမှငလင်ဘေးတင်ပြည်သူတွေအတွက်ကုညီကင်စင်ရေးပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက်စစံတမန်ဆောင်ရွက်နေကြတဲ့စီးပွားရေးလုပ်ငန်းရှင်စေတနာရှင်အလူရှင်တွေအားလုံးနဲ့မှာစနေကြနာရတဲ့လူရန်မှုတွေကြောင့ အားလုံးကချီးကျူးကုန်ပြတာကိုခံနေရတာကတော့မန်လေးမြို့ကတထေးမိုင်အစ်တင်ကိုပဲဖြစ်ပါတယ်။အစ်တင်ကိုဟာမန်လေးမြို့ရဲ့မျက်နှာဖုံးရှင်တထေးမိုင်ဖြစ်ကလုပ်ငန်းအင်ချမ်ပြေလုပ်ငန်းနဲ့အတူရွှေလုပ်ငန်းစားတဲ့မန်လေးမြို့မှာစီးပွားရေးလုပ်ငန်းပေါင်းစုံလုပ်ကင်နေတာဖြစ်ပါတယ်။အခုပြီးခဲ့တဲ့မတ်လ20ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်းမှာမန်လေးမြို့ကြီးပျက်စီးဆုံးရှုံးမှုများတော့လည်းတထေးမိုင်အစ်တင်ကိုကကယ်ဆယ်ရေးလုပ်ငန်းတွေပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလှုပ်ဆောင်ရမှာအဓိကပါဝင်နေတာဖြစ်ပါတယ်။ ထို့ဖြင့်တော့အေးတင်ကိုဟာမန်လေးမြို့ကြီးပြန်လည်ကယ်ဆယ်ရေးထူထောင်ရေးလုပ်ငန်းတွေနဲ့သူမရဲ့ငွေကြေးအရင်းအမြစ်စိုက်ထုတ်ကောင်ကူညီနေရပဲဖြစ်ပါတယ်။အထူးသဖြင့်အေးတင်ကိုဟာပြည်သူတွေကိုအလှူငွေနဲ့လိုအပ်တဲ့အသုံးဆောင်တွေကူညီပံ့ပိုးပေးဝန်တာမကအခုချိန်ထိအဓိကလိုအပ်နေတဲ့ပြိုပြတ်သွားတဲ့နေအိမ်တွေလူနေထိုင်လို့မရအောင်ထိခိုက်သွားတဲ့အိမ်တွေကိုဖြိုချရမှာတိရရကူညီပေးနေရပါအားလုံးသိကြတဲ့အတိုင်းမန်လေးမြို့ဟာအခုချိန်မှာဆိုရင်အိမ်အိမ်ဖြိုချဖို့အတွက် မြန်မာငွေ300ချီမကပေးနေရတာဖြစ်ပါတယ်။ဒါကြောင့်လည်းမန်းလေးမြို့ကတတိမာကြီးအတင်ကိုကတော့ဒီမရိုပရိုက်တာအဖွဲ့ကြီးကပိုင်ဆိုင်တဲ့စက်ပစ္စည်းတွေနဲ့အဲ့ဒီအိမ်တွေကိုအခမဲ့ဖြိုချပေးနေရပဲဖြစ်ပါတယ်။အင်းအိမ်ဖြိုချဖို့အတွက်မြန်မာငွေ300ချီမကပေးနေရတာဖြစ်ပါတယ်။ဒါကြောင့်လည်းမန်းလေးမြို့ကတတိမာကြီးအတင်ကိုကတော့ဒီမရိုပရိုက်တာအဖွဲ့ကြီးကပိုင်ဆိုင်တဲ့စက်ပစ္စည်းတွေနဲ့အဲ့ဒီအိမ်တွေကိုအခမဲ့ဖြိုချပေးနေရပဲဖြစ်ပါတယ်။